ရင်တော့ဆိုလို့ရှိရင်ဒီမှာကရဲ့အလှူမတ်တက်တွေပါကြီးပြီးတမိဒီလိုမျိုးလုပ်ကျင်တယ်ပေါ့လုပ်ကျင်တာကမိရဖေရူဘဝနဲ့ဘယ်လိုဖြစ်နိုင်မှာလဲဒီမျိုးကပြောတာပေါ့ဖေရူလူဘဝမျိုးတွေနဲ့ဒီလိုလူတိုင်းဆိုတာဘယ်လိုဖြစ်နိုင်မှာအဲ့လိုကိုကပြည့်သေးရပေါ့တမိကအမငယ်ပြောတာအခုလို့ဆိုတော့ဖြစ်မှသူကလည်းအဲ့ဒါကို तू ပြောတဲ့စကားတိုင်းသူ့ဘာသူစူးပြီးတော့လူတာပေါ့ဘယ်လိုလုပ်ပြီးခဲ့လဲ သူ့ကိုကျွန်တော်တို့ဘာမှမလုပ်မိနိုင်ဘူးလေအရင်တော့ဟိုသမင်းနဲ့မအောင်စားဖို့တော့ပဲရုံးကန်ကြည့်ရတာပဲရှိတယ်။သူဖြစ်ချင်တဲ့ဥစားကိုကိုရီးမပြည့်ဝသွန်းပေးနိုင်ဘူး။ကိုရီးကချိုးတဲ့လူတွေဆိုတော့လေသမင်းနဲ့မဘူးအေးပဲနေဖို့စားဖို့အဲ့လိုပဲရုံးကန်နေရအခုသူတော့သူဆိုတော့ဖြစ်မှအခုလိုဘဝလေးပဲရောက်လာတယ်ဆိုတော့ သူကျူတာမူပဲပြည်သက်ကပြီးတယ်မြစ်တာတရားတွေဘောနော်အားပြီးတယ်ပြည်သက်အားကြောင့်မူလေကျွန်တော်တို့ဒီလိုဘောအမျိုးရောက်လာသူသူကောင်းပေမဲ့ပြည်သက်ကအာမပင်ခုလိုလည်းဖြစ်လာမှာမဟုတ်ပြည်သက်ကအားပြီးလို့ခုလိုမျိုးလေးဖြစ်လာတာဘောနော်မနေ့တရလည်းလွယ်တယ်ပြောတာလည်းလွယ်တယ်တမီးနဲ့လူလေးတမီးလည်းအကြမ်းဖြစ်နေရှင်လူလူလေးကတော့အရင်တော့ကတော့တည်တည်လေးပဲလုပ်မှဆိုပြီးတော့တမီးကပြောတာပေါ့နောက်လည်းကြာကြာသူ့ရဲ့ပတ်စံစုတာတဲ့ပတ်စံလေးနဲ့ ဖေးဒီလောက်ဒီလောက်ရှိတယ်ဆိုပြီးတော့လှုပ်တော့လှူလိုက်တာအခုလူမျိုးကျနည်းနည်းကြီးသွားတယ်ဘော။ပီတိကတော့ပြောမပြတတ်အောင်ပီတိဖြစ်တယ်ဗော။ကျွန်တော်တို့တသက်ဗောနော်ဒီလူမျိုးအလှူကြီးတခါမှမလှူဘူးဒီဒီတေးသေးမောမောလေးတွေတော့လှူဘူးတာဗော။ဒီလူအကြီးမလှူဘူး။အဲ့ဒါလည်းသူ့ကျေးဇူးကြောင့်ပဲအခုလူလှူတာ။လှူရတာဗောနော်။သူစုတာတဲ့ပတ်စံဒါကအဖေလှူဖို့ဒါကအင်းဒီ ဒါကဘာလို့ဟုတ်သူပြောသူကအဲ့လိုခွဲပြောသူမှသူစုပြရလို့ကျွန်တော်တို့ကခုလိုမျိုးသူလုံနိုင်တာဗောနော်ဒါသူကဟိုအရင်တော့ဆိုလို့ချင်းသူမနဲ့ကရဲ့အလူမတ်တက်တွေပါကြီးတမိဒီလိုမျိုးတူကျင်တယ်ဗောလုံကျင်တာကမိရဖေရူဘဝနဲ့ဘလို့ဖြစ်နိုင်ပါလဲဒီမျိုးကပြောတာဖေရူလူဘဝမျိုးတွေနဲ့ဒီလိုလူတိုင်းဆိုတာဘလို့ဖြစ်နိုင်မှာအဲ့လိုကိုကပြည့်သေးရဗောမိရအမင်း ပြောတာအခုလို့ဆိုတော့ဖြစ်မှ तू ကလည်းအဲ့ဒါကို तू ပြောတဲ့စကားတိုင်း तू ပါ तू စူးပြီးလူတာပေါ့ PD ကပြောမပြတဲ့အောင် PD ဖြစ်တဲ့ one line နဲ့တဲ့ one line သားပြောလဲပြောပါသူ့ကိုလည်းကျေးဇူးတင်တယ်ဒါပြီးလို့လည်းဆိုတော့တချို့မတန်မထွန်းနေကြတော့အဲ့လိုမလုပ်ဝေးနိုင်တဲ့ထွန်းနေလည်းရှိတယ်မတန်မထွန်းနေလည်းရှိတယ်အခုလို့နန်ဆွမ်းနဲ့နန်ဆွမ်းနဲ့လူတွေတော့တချို့တွေမလုပ်ဝေးနိုင်တဲ့လူတွေလည်းရှိတယ်လူတိုင်းတော့မဟုတ်ဘူးပေါ့မိဘကိုနှိမ့်ဆက်တဲ့သားသမီးတွေလည်းရှိကြတယ် လူတိုင်းမဟုတ်အခုကသူကမနှိမ့်ဆက်ပဲနဲ့သူကအခုလိုမျိုးလှုပ်ပြီးတယ်ဗောနော်သူနောက်ဘဝကောင်းသားဖို့ဆိုတော့အတွေးနဲ့သူ့မှာစုလာတာဟိုငငယ်လေးတွေကဗောနော်မောအေးမအောင်ငေါ့ရဲ့နဲ့ညနာငယ်မှာဆိုလို့အဲ့လိုမျိုးနေလာခဲ့တာဗောနော်အခုလိုမျိုးကြတော့ပို့ပြီးတော့သူမစုမရတော့ဘူးဗောလူလှုပ်ပြီးခဲ့တယ်သူ့ကိုကျွန်တော်တို့ဘာမှမလှုပ်ဝင်နိုင်ခဲ့ဘူးလေအရင်တော့ ကိုသမင်းနမအောင်စားဘူးတော့ပဲရုံးကန်ကြီးရတာပဲရှိတယ်။သူဖြစ်ချင်တဲ့ဥစားကိုကိုရီမပြည့်ဝသွန်ပင်းတာ။ကိုရီကချိုးတဲ့လူတွေဆိုတော့လေ။သမင်းနမဘူးအေးပဲနေဘူးစားဘူးအဲ့လိုပဲရုံးကန်နေရ။အခုသူတော့သူဆိုတော့ဖြစ်မှအခုလူဘွားလေးပဲရောက်လာတယ်ဆို။သူကြူတာမူပဲပြိဿတ်ကပြီးတယ်မြစ်တာတရားတွေပေါ့နော်။အားပြီးတယ်ပြိဿတ်တွေ။အားကြောင့်မို့လို့ကျွန်တော်တို့ဒီလူဘွားမျိုးရောက်လာ။ तू तू ကောင်းမွေမဲ့ပြည်သက်ကအာမပင်ခုလိုလည်းဖြစ်လာမှာမဟုတ်ပြည်သက်ကအာပေလိုခုလိုမျိုးလေးရဖြစ်လာတာမဟုတ်နော်ခံစားခဲ့ရပါလေနမ်းမနေလို့ရှိရင်အာဒီလိုလူမျိုးဘလိုလူမျိုးကခေါ်ပြီးတော့တချင်းဆိုမှလဲလို့သူ့ကိုင်းမှလဲလို့ဒီလိုမျိုးတွေတိုက်ခိုက်တိုက်ခိုက်တာမဟုတ်လမ်းထဲမှာကိတ်ကြတာပေါ့စာပြီးတော့လှုပ်တော့အမအောင်မြင်မှာမဟုတ်ဘောဒီလိုမျိုးဘောအောင်မြင်မှာမဟုတ်ဘူးသက်ကုံတာပဲဖတ်တယ်မယ်လို့ပါလို့အဲ့ဒါကျွန်တော်ညီကတဝင်းွယ်သူ့ဦးလေးက ပြောချင်တဲ့လူပြောတယ်လုံးမယ်ဆိုပြီးအာ तू ကလုံးပြီလေ तू အကုန်ခံခံတော့လုံး तू ကနောင်ရနေပြီးလိုက်တွန်းလာလိုက်တွန်းလို့လေ35ရှစ်ခုလောက်ကြမှာ35ရှစ်ပုတ်လောက်ကြမှာနော်အဲ့ကြမှာပေါက်တယ်ရှင်ကကြိုက်တော့ကြိုက်ရတယ်ဒါပေမဲ့တအားကြီးမပေါက်ကြအောင်ချူမိုင်မိုင်ကြမှာချူမိုင်မိုင်မကြမှာပေါက်သွားတယ်ဆိုပါအ तू လိုက်တွန်းလို့ကိုရီဆိုရင်တပုတ်နှစ်ပုတ်လောက်ဖြစ်သွားပြီမဖြစ်တော့ဘူးဆိုရင်ရှက်မှာ ာဖြစ်လို့လဲဆိုကုံကြလည်းမခံနိုင်ဘူး။ तू ကကုံကြခံနိုင်တော့လှုပ်လိုက်အဲ့လိုမျိုးတွန်းလှုပ်လိုက်တော့ပေါက်သွားတာပေါ့နော်။ကိုထေးဝင်းရဲ့တချင်းရေးပေးမှုလည်းပါတယ်ပေါ့နော်။ကိုထေးဝင်းကသူ့တပည့်ကိုတမီးရင်းလေးလိုမြောက်ပေးတယ်။သုံးမာတယ်ဘလူဘလူလှုပ်လူမှဘယ်ဆိုတော့မှ तू အဲ့လိုမလှုပ်ဘူးကိုထေးဝင်းက။တမီးအနည်းအောင်ကောင်းတယ်အိမ်သွားလဲ။သူတို့အိမ်သွားတယ် ။ဘာစားကြည့်လဲစားကြည့်နော်ဖုန်းနဲ့လှမ်းပြောတာတူတူသွားယူအဲ့လိုမျိုးပဲလှုပ်ပြီးတာအဲ့လိုမျိုးလှုပ်ပြီးတယ်ကိုသေးဦးလို့ပြော။အဲနောက်ထပ် အဲလိုအပ်တာတွေထပ်ပြီးတော့ဖြည့်ဆည်းပေးသွားပါမယ်လို့ဟုတ်ပြီးတော့လည်းဒီထက်မကအောင်မြောင်လို့ဆက်ပြီးတော့ကြိုးစားသွားပါမယ်အဖေနဲ့အမေအတွက်တမီအားကိုးရတဲ့တမီလေးဖြစ်ရှင်ပါတယ်ဟုတ်အဲအရင်တော့ဆိုလို့ရှိရင်ကိုကိုကိုတိမ်ငယ်တာပေါ့အဲအဲ့လိုမျိုးမိဘတွေညီကိုမောင်နှမတွေရဲ့ရှာသာပဲအဲထိုင်စားရတော့မဲ့ဘဝကြီးပေါ့အဲ့လိုမျိုးကြီးတွေးခဲ့တယ်အဲ့လိုအခုလိုမျိုးလေးကြတော့လည်းအရန်ဝမ်းတာတယ်ပေါ့ဟုတ်အရင်တော့မျှော်မလင့်ခဲ့ဘူးလीအ ဒီလိုမျိုးသူသူရှာကျွေးမှနေရမယ်ဆိုတော့အတွေးတော့မတွေးခဲ့ဘူးပေါ့လေအခု तू ကပြန်ပြီးတော့ကိုယ်ရှာကျွေးတော့အများကြီးပီတိဖြစ်တယ်သူတွေတော့မရှာကျွေးနိုင်ဘူးလေ तू ကမတန်သမမိမယ် तू တက်တဲ့အမှုပညာလေးနဲ့ရှာကျွေးတော့ကိုယ်တွေကပြောမပြတဲ့အောင်ဖြစ်တာ तू तू သွားလေးရလာလေးရမှာလဲခလုံးမဒီစူးမကြီးအန်ဒီရမဖြစ်ဖို့ကျွန်တော်ကအိမ်မနေပြီးတော့ဆူတောင်းတယ်အိမ်ရနေပြီးတော့သွားတယ်ဆိုတော့အမီဖျားရှိခိုးဖေရိုးရှိခိုး ဖေတို့မေတို့ရှိခိုးပြီးသွားပွဲတွေပါပြီးသွားအဲ့လိုရှိခိုးလောက်ခိုင်းတယ်ဟုတ်ပီတိပြရပါလေပျော်လဲပျော်တယ်သူတချင်းနေကိုဓမြင့်တချင်းနေဆိုလို့ရှိရင်တော့အပျော်ပီတိပေါ့နော်မိဘဘွယ်တချင်းနေဆိုလို့ရှိရင်အဲ့လိုပဲကျွန်တော်ကနားထောင်နေမျက်ရည်ကျတယ်ဝမ်းနဲ့တတာလဲလွယ်တယ်ပြောတာလဲလွယ်တယ်တမီးနဲ့တူလဲတမီးလဲအကြောင်းယူနေတယ်ဟောတမီးလေးကိုအားပေးနေတဲ့ချစ်ပိရိတ်တကြီးကိုဆက်လက်ပြီးတော့အရင်လိုပဲအားပေးကြပါ ဆက်လက်ပြီးတော့အားပေးကြပါကြီးစုပေးကြပါလို့ကျွန်တော်မြေတာရက်ခံပါတယ်သူရဲ့ကျေးဇူးတင်ပါတယ်မြေတာရက်ခံပါဒီနေ့လူလာလေးရကြတော့လာဒါသမီးဒီနှစ်ပွဲထွက်ရတဲ့ဟာလေးရကြတော့ဒါအမျက်လေးပေါ့နော်ဒီရဲ့လူလေးရတော့အမျက်ပါဒါပြိတ္တတွေရဲ့ကျေးဇူးကြောင့်ဒီဒီလူလေးရလူလူတွေးရတာပေါ့နော်ပြိတ္တတွေပြိတ္တတွေကပွဲငားလို့သမီးပွဲတွေထွက်ရတယ်ပွဲထွက်ရတဲ့ခါမှာပြီးသမီးကိုချစ်တဲ့ပြိတ္တတွေကစုချရတယ် ပတ်စံလေးတွေကိုတမီးတို့တွေဒီအလှူထဲထည့်တာပေါ့နော်အလှူထဲထည့်လှူတယ်အဲကြလို့ရှိတမီးတို့အခုပြပြသမ ्या ကုသိုလ်တွေအားလုံးပြိတ်သက်ကြီးလဲမျှဝေပြီးတော့တာဓုခေါ်ကုသိုလ်တွေယူနိုင်ပါတယ်ရှင့်ဟုတ်ကဲ့